ြစည်းမပြည့်တက်များလုံးပဲမင်္ဂလာပါဇွန်လ9ရက်နေ့ည9:00နာရီတမြစည်းမ Prime Time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်းခတ်ပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့တောင်ပြည်ကောင်စီကိုဖွဲ့စည်းတဲ့သတင်းစီဆိုင်မြို့နယ်ကြေးရွာ9ခုကဒေသခံ6000ကျော်ကိုဖျားဖြူရွာစီ PNO ပြောင်းရွှေ့ခိုင်းတဲ့သတင်းအဆိုတော်ချမ်းချမ်းစီကနေကုန်ပစ္စည်းဝယ်ယူမှုနဲ့စစ်ကောင်စီဖမ်းဆီးထားတဲ့ဂျွန်လွင်ထိမ့်သိမ်းခံနေရဆဲဆိုတဲ့အကြောင်းနဲ့ နယ်စပ်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်ထိုင်းနဲ့ကမ္ဘောဒီးယားတပ်ဖွဲ့တွေနေရာပြန်ချတဲ့နိုင်ငံတကာသတင်းပြင် နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရည်ရည်သတင်းတွေကိုတင်ဆက်ပေးသွားမှာပါအမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့တောင်းပြီးကောင်စီကိုဖွဲ့စည်းတဲ့တဲ့တွင်ဆားလျောင်းပါတော်လိုင်းကာလာတွင်အမြင့်ဆုံးနိုင်ငံရေးအာဏာပိုင်အဖွဲ့စည်းအဖြစ်တောင်းပြီးကောင်စီ TLC ကိုဖွဲ့စည်းလိုက်ကြောင်းတောင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ကဒီကနေ့ဇွန်လ9ရက်နေ့မှာကြေညာပါရယ် တောင်းပြည်ကောင်စီ TLC မှာဘိုးချုပ်ကြီးတာအိုက်ဖုံးကဥက္ကဋ္ဌတာဝန်ယူထားပြီးဒုဥက္ကဋ္ဌ2ဦးအဖွဲ့ဝင်4ဦးအတွင်းရင်မှု2ဦးနဲ့တွဲဖက်အတွင်းရင်မှု2ဦးတို့နဲ့ဖွဲ့စည်းထားတာလို့သိရပါတယ်တောင်ပြည်ရဲ့အုတ်ချုပ်ရေးဥပဒေပြူရေးတရားစီရင်ရေးစတဲ့လုပ်ငန်းတွေကိုထိမ့်သိမ်းကြက်မှတ်ဖို့အတွက်တောင်နိုင်ငံရဲ့အတိုင်းအမြံကော်မတီ TPCC ကိုပြောင်းလဲဖွဲ့စည်းလိုက်တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ လောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး TLL နဲ့တောင်ရဖက်အစုအဖွဲ့တွေပါဝင်တဲ့ TPCC ရဲ့နိုင်ငံရေးထိပ်သီးအစည်းအဝေးကြီးကိုအစုအဖွဲ့၃ဘွဲ့ရဲ့ထိပ်သီးခေါင်းဆောင်83ဦးတက်ရောက်ခဲ့ပြီးဇွန်လ၁ရက်နေ့ကနေ၃ရက်နေ့အထိတောင်ပြည်နယ်တနေရာမှာကျင်းပပြုလုပ်ခဲ့တာပါ။ တောင်ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီ TPCC ရေးဆွဲထားတဲ့တောင်ပြည်နယ်တော်လှန်ရေးကာလအစိုးရအစီအမံကိုလက်ခံအတည်ပြုခဲ့သလိုတောင်ပြည်ကောင်စီဖွဲ့စည်းဖို့လည်းအဲ့ဒီအစည်းအဝေးကနေဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့တောင်နိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ရဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။ တဆယ်နှစ်ဆက်ခွန်စစ်စင်ရေးကြီးမှာတောင်းတက် TLL နဲ့အတူမဟာမိတ်တွေဦးဆောင်ပြီးစစ်ကောင်စီအုပ်ချုပ်ရေးကိုဖယ်ရှားနိုင်ခဲ့တဲ့မြို့နယ်တွေကိုအခြေခံလို့တောင်းပြည်တော်လိုင်းကာလပြည်သူအစိုးရတည့်ရက်ကိုအစုအဖွဲ့၃ဘွဲ့ရဲ့ခေါင်းဆောင်ကိုယ်စားလှယ်တွေနဲ့2025ခုနှစ်အတွင်းဖွဲ့စည်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒါပြင်မြန်မာပြည်တော်လိုင်းအင်အားစုနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်ခင်ဗျာ စီဆိုင်မြို့နယ်ကျေးရွာခုနှစ်ခုကဒေသခံ6000ကျော်ကိုဖျားဖြူရွာစီ PNO ပြောင်းရွှေ့ခိုင်းတဲ့တဲ့င်းနဲ့ဆက်ရအောင်ပါရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်မှာရှိတဲ့ကျေးရွာခုနှစ်ရွာကဒေသခံ6000ကျော်ကိုပို့အမျိုးသားတက်မတော် PNO PN ကဖျားဖြူကျေးရွာစီပြောင်းရွှေ့ဖို့ညွှန်ကြားထားတယ်လို့ PNO ရဲ့ထုတ်ပြန်ချက်အရတရားဝါတယ်စီဆိုင်မြို့နယ်နောင်ကျောကျေးရွာအုပ်စုကကျေးရွာ9ရွာ တောင်ရှိကျေးရွာအုပ်စုကကျေးရွာနှွေရွာမှာနေထိုင်တဲ့ဒေသခံတွေကိုဇွန်လ15ရက်နေ့နောက်ဆုံးထားပြောင်းရွှေ့ဖို့ပို့အုပ်ပြည်သူစစ် PNO PN တွေကဇွန်လ9ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားတာပါကျေးရွာကနေပြောင်းရွှေ့ထွက်ခွာမဲ့သူတွေအနေနဲ့တောင်ရနဲ့စစ်ဘေးရှောင်စခန်းတွေစီတွားရောက်နေထိုင်ခြင်းမပြုဖို့နဲ့ဖျားဖြူကျေးရွာမှာရှိတဲ့မွေးတော်ဖျားဝင်းကိုသာထွက်ခွာရမယ်လို့ပါရှိပါတယ် ဒါကအဲ့ဒီကြေးရွာမှာရှိတဲ့ပြည်သူလူထုအားလုံးကိုဖမ်းပြီးတော့မှထောင်ထဲထည့်လိုက်တာနဲ့အတူတူပဲဖြစ်ပါတယ်။ဒါကို PNL အနေနဲ့ပြန်စင်းစားမှာဖြစ်ပါတယ်လို့ပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PLL PNL ပြန်ကြားရေးတာဝန်ခံခွန်ရင်းရန်ကပြောပါတယ်။စီဆိုင်မြို့နယ်ကြေးရွာခုနှစ်ခုကဒေသခံတွေကိုဘလို့အကြောင်းအရာကြောင့်ပြောင်းရွှေ့ခိုင်းတာကိုသိရှိနိုင်ဖို့ PNL PNC ဆက်သွယ်မေးမြန်းပေးမယ်လဲဆက်သွယ်လို့မရသေးပါဘူး။ ပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလ22ရက်နေ့မှာပို့ဝမျိုးသားလွမြောက်ရေးတပ်မတော် PLL နဲ့မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်တွေကစီဆိုင်မြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမဲ့နှစ်လခန့်အကြာမှာတော့စစ်ကောင်စီနဲ့ပို့ဝပြည်သူစစ် PNA တပ်တို့ကပြန်လည်ထိန်းချုပ်ထားခဲ့တာဖြစ်ပါရယ်ခင်ဗျာစစ်ကောင်စီဖမ်းဆီးထားတဲ့ဂျွန်လွင်ထိန်းသိမ်းခံရရဆဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီကဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်နေတဲ့ Standard Model Agency တီထောင်သူဂျွန်လွင်ထိမ့်သိမ်းခံနေရဆဲဖြစ်ပြီးအမှုပညာရှင်တချို့လည်းစစ်ဆေးခံနေရမှုတွေရှိတယ်လို့အမှုပညာအတိုင်းဝိုင်းနဲ့နှိစက်တဲ့သတင်းမြစ်ကမျက်စိမှာကိုပြောပါရတယ်။အစိုးရချမ်းချမ်းစီကနေတဆင့်နိုင်ငံခြားဖြစ်ကုန်ပစ္စည်းတွေကိုဝယ်ယူတယ်လို့ဆွဆွဲကြတဲ့မြန်မာမော်ဒယ်လောကမှာထင်ရှားတဲ့ဂျွန်လွင်ကိုစစ်ကောင်စီကဇွန်လ9ရက်နေ့မှာဖမ်းဆီးခဲ့တာပါ ဒီနေ့အထိပြန်လွတ်လာတယ်လို့မကြားသေးဘူးဂျွန်လွင်အပါဝင်တခြားနုပညာရှင်တွေလည်းစစ်ဆေးခံရတာရှိတယ်ဘသူတွေလည်းတော့အသေးစိတ်မသိဘူးချမ်းချမ်းရဲ့ပျက်စီးရောက်တဲ့ကိစ္စပဲလို့သတင်းမြစ်ကပြောပါတယ်ဂျွန်လွင်ဖမ်းဆီးခံရမှုဟာအစောရောချမ်းချမ်းရောင်းချတဲ့ပျက်စီးတွေဝယ်ယူမှုကြောင့်မဟုတ်ဘဲပရိုက်တာလုတ်ကင်နေတဲ့တရုတ်ဆောင်ခိုင်နှင်းဝင်ကိုအွန်လိုင်းပေါ်မှာဝေဖန်မှုတွေကြောင့်ဖြစ်ကြောင်းပြောဆိုမှုတွေလည်းရှိနေတာပါ ဒါပေမဲ့တရုတ်ဆောင်ခိုင်နှုံးဝေကိုရိုင်းလူမှုကွန်ရက်ပေါ်မှာလူပြောများခဲ့တဲ့ငွေကျပ်330မှားလွဲတဲ့ကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့ခေါ်ယူစစ်ဆေးမေးမြန်းမှုကိုခံခဲ့ရတယ်လို့သတင်းမြစ်ကပြောထားပါတယ်။ဆိုတော့ချမ်းချမ်းစီကနေတဆင့်နိုင်ငံခြားဖြစ်ကုန်ပစ္စည်းတွေကိုဖြန့်ဝေရောင်းချပေးသူ2ဦးကိုဧပြီလနဲ့မေလတွေမှာဖမ်းဆီးခဲ့ကြောင်းစစ်ကောင်စီတပ်ကဇွန်လ3ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာလည်းအစိုးရချမ်းချမ်းရဲ့ကုန်ပစ္စည်းတွေဝယ်ယူမှုနဲ့ပတ်သက်လို့အမှုပညာအတိုင်းဝိုင်းကလူတွေကိုပါစစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်ခင်ဗျာစင်ကူကစေယုံကိုစစ်ကောင်စီလေးချောင်းဘုံကျဲတာကြောင့်အမျိုးသမီးတူဦးတည်ဆုံခဲ့တဲ့တဲ့ရင်ကိုဆက်လက်ပြောပြပေးမှာပါမန္တလေးတိုင်းစင်ကူးမြို့နယ်ကြီတော့ပေါက်ကြီးရွာမှာရှိတဲ့ဆေးရုံကိုစစ်ကောင်စီတပ်လေးချောင်းကနေတိုက်ခိုက်ခဲ့ရမှာဒေသခံအမျိုးသမီးတဦးသေဆုံးပြီးအမျိုးသမီး၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကတရားဝါတယ် ဒီကနေ့ဇွန်လ9ရက်နေ့မနက်9:00နာရီခွဲချိန်လောက်မှာကြည်တော့ပေါက်ကြီးရွာစစ်ရုံဝင်းအတွင်းကိုတရားဥကနေတက်လာတဲ့စစ်ကောင်စီ Jet Fighter ကပေါင်150ဘုံဒီတလုံးကျဲချသွားတာလို့ဆိုပါရယ်။အဲဒါကြောင့်စစ်ရုံဝင်းအတွင်းမှာရှိတဲ့အမျိုးသမီးတဦးတေဆုံးပြီး3ဦးဒဏ်ရာရရှိခဲ့တယ်လို့အဆောက်အဦတစ်ခုလည်းအလုံးစုံပြိုကျပျက်စီးသွားခဲ့ရတယ်လို့ပြည်သူ့ဘက်တော်သားလူမှုကွန်ရက် စာမျက်နှာကဖော်ပြထားပါရယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာမနေ့ကနေ့လယ်နာနာရီ26မိနစ်ကလည်းစင်ကူးမြို့နယ်လက်ပံလှကြီးရွာပင်လယ်ကြီးရက်ွက်တဲချောင်းနယ်ကိုမိထီလာကတက်လာတဲ့ Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့ပေမဲ့လည်းထိခိုက်သူမရှိခဲ့ဘူးလို့သိရပါဗယ်စင်ကူးမြို့နယ်ဟာတော်လိုင်းတပ်ဖွဲ့တွေကအလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့နယ်တစ်ခုဖြစ်ပြီးမြေပြင်စိုးမိုးမှုမရနိုင်တော့တဲ့စစ်ကောင်စီတပ်ဟာဒေသခံပြည်သူတွေကိုပိတ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုမကြာခဏပြုလုပ်နေတာဖြစ်ပါတယ် ဒါကြောင့်ဒေသခံပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့လေကြောင်းအနေရကိုအထူးဂရုပြုနေထိုင်ကြဖို့အတွက်ကိုလည်းတော်လိုင်းတပ်ဖွဲ့တွေကအတိပေးထားကြပါလေခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားအားဖြစ်ပါတယ်။နေဆက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီးတဲ့နောက်ထိုင်းနဲ့ကမ္ဘောဒီးယားတပ်ဖွဲ့တွေနေရာပြန်ချတဲ့သတင်းကိုကြည့်လိုက်အောင်ပါ။ အရင်လကဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုအတွင်ကမ္ဘောဒီးယားစစ်သားတအူတီဆုံးခဲ့ရတဲ့အငင်းပွားနယ်မြေမှာနှစ်ဖက်တပ်ဖွဲ့တွေနေရာပြန်ချဖို့ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့တနင်္ဂနွေနေ့ကသဘောတူညီချက်ရခဲ့တယ်လို့နှစ်ဖက်စလုံးကကြေညာလိုက်ပါတယ်။ထိုင်းကမ္ဘောဒီးယားနယ်စပ်ဒေသ2008ခုနှစ်ခရဲကကြမ်းဖက်မှုတွေပြတ်တောင်းပြတ်တောင်းဖြစ်ပွားနေကြတာပါ။ အနည်းဆုံး28ဦးသေဆုံးခဲ့ရတာပါ မကြသေးမီမေ28ရက်နေ့ကမြန်ဆိုင်ရန်သရီကန်ဒေတာလို့ခေါ်ဆိုတဲ့နေရာမှာ ဖြစ်ပွားခဲ့တဲ့ အပြန်အလှန်တိုက်ခတ်မှုမှာကမ္ဘောဒီးယားစစ်သား2ဦးသေဆုံးခဲ့ပါတယ်အဲ့ဒီဒေတာမှာကမ္ဘောဒီးယားထိုင်းလာအို3နိုင်ငံစုံတဲ့နေရာဖြစ်ပါတယ်မကြသေးမီကဖြစ်ပွားခဲ့တဲ့အငင်းပွားမှုတွေအပြီးမှာနေဆက်နဲ့ တပ်ဖွဲ့ဝင်တွေထိန်းချုပ်ရေးအတွက်တနင်္ဂနွေနေ့ကနှစ်ဖက်တွေ့ဆုံခဲ့ကြပြီးတပ်ဖွဲ့ဝင်တွေပြန်လည်နေရာချထားဖို့သဘောတူခဲ့ကြပါတယ်။ထိုင်းဝန်ကြီးချုပ်ပေထုံရှင်နာဝတ်ကသူကကမ္ဘောဂျီးယားအစိုးရနဲ့စကားပြောခဲ့ပြီးအဲဒီဆွေးနွေးပွဲကအပြူသဘောဆောင်တဲ့အဖြစ်ရခဲ့ကြောင်းပြောပါတယ်။ ပြိပခအရေးငွေတွေကိုရှော့ချဖို့ပြိပခဖြစ်ပွားတဲ့နေရာမှာစစ်တပ်အဖွဲ့တွေထားရှိခြင်းကိုပူရဲထိညရန်နှစ်ဖက်သဘောတူညီခဲ့ကြတယ်လို့သူကလူမှုကွန်ရက် H စာမျက်နှာပေါ်မှာရေးသားထားပါတယ်။နောက်ထပ်ဆွေးနွေးပွဲတွေကိုဇွန်လ14ရက်နေ့မှာပြုလုပ်မယ်လို့ဝန်ကြီးချုပ်ကစက်ပြောပါတယ်။ ကမောရီးယားကာကွယ်ရေးဝန်ကြီးဌာနကလည်းစစ်တပ်နှစ်ခုတွေ့ဆုံပြီးတော့နှစ်ဖက်လုံးကတပ်ဖွဲ့ဝင်တွေကိုပြန်လည်ထိန်းညှိရန်နဲ့ပြိပခါရှော့ချနိုင်ရေးအတွက်တင့်တော်တဲ့နေရာတွေကိုပြန်သွားကြဖို့ဆုံးဖြတ်ခဲ့ကြောင်းပြောပါရခင်ဗျာအလုံသမားတွေနဲ့ကျောင်းသားတွေအတွက် AI ကျွမ်းကျင်မှုတင်နန်းတွေပြီးတိန်စတင်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ် UK အစိုးရဟာနည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google, Microsoft, Amazon တို့နဲ့တွဲဖက်ပြီးအလုပ်သမား9.5တန်းကို AI ကျွမ်းကျင်မှုလေ့ကျင့်ရေးအတွက်လှုံ့ဆော်သွားမယ်လို့ဝန်ကြီးချုပ် Kia Starmer ကဒိန်းလာနေမှာကြေညာလိုက်ပါတယ်။ဒါ့အပြင်အလဲတန်းကျောင်းသားတက်တန်းကိုနည်းပညာဆိုင်ရာကျွမ်းကျင်မှုတွေရှိစေဖို့အတွက်ပေါင်189တန်းဒေါ်လာ253တန်းဘဏ္ဍာရန်ပုံငွေကိုလည်း Starmer ကထားရှိသွားမှာဖြစ်ပါတယ်။ ဒါဟာ AI လေ့လာရေးကိုစာသင်ခန်းတွေနဲ့လူမှုအတိုင်းဝိုင်းတွေအကြားပြုလုပ်မဲ့ဤပညာပထမအစီအစဉ်ရဲ့အစိတ်ပိုင်းတစ်ရက်လည်းဖြစ်ပါတယ်။ညရေတု AI ရဲ့စွမ်းပကားကိုနောက်မျိုးဆက်ရဲ့လက်ထဲကျွန်တော်တို့ထည့်ပေးလိုက်ပါမယ်။ဒါမှသူတို့အနာဂတ်ကိုသူတို့ဘာသာပုံဖော်နိုင်မှာပါ။သူများတွေပုံဖော်တာမခံရအောင်မလို့ Starma ကပြောတာကို Downline ကထုတ်ပြန်တဲ့ကြေညာချက်ကောက်နှုတ်ချက်မှတွေ့ရပါတယ်။ ဒီတဲ့နိုင်ကအစာတင်ငန်းတိုင်းမှာအခွင့်အလမ်းတွေကိုပေးပါလိမ့်မယ်။ဖွံ့ဖြိုးမှုခေတ္တရဲ့အခြေခံအုတ်မြစ်တွေကိုချပေးပါလိမ့်မယ်လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ UK နိုင်ငံရဲ့ငွေတူကန်ဒါဟာပေါင်82ဘီလီယံရှိပြီး2035ခုနှစ်မှာပေါင်ဘီလီယံ800ကျော်သွားလိမ့်မယ်လို့ခန့်မှန်းထားပါတယ်။ကျန်စီပွားရေးကဏ္ဍတွေထက်အစ30ကျော်ပုံမြန်နေတာဖြစ်ပြီးလူ6400ကိုလုပေးထားတယ်လို့အစိုးရထုတ်ပြန်တဲ့ကိန်းဂဏန်းတွေအရသိရပါဗျ။ ခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4400 80ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1633ဒသမ22ကျပ်ပြင်ပပေါ့စေ3469ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1399ဒသမ36ကျပ်ပြင်ပပေါ့စေ9085ကျပ်ထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စေ64ဒသမ၄1ကျပ်ပြင်ပပေါ့စေ136ဒသမ98ကျပ် မလေးရှားတရင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ496တက်သမ34ကျ၊ပြင်ပပေါ့စေ1053ကျ။ပေါ့စေရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါနောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စေ58သိန်း2000ကျပ်ပြင်ပပေါက်စေ 58သိန်းကျပ်စကားပဲဒီချသားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ54သိန်း96250ကျပ်ပြင်ပပေါ့စေ83သိန်း4000ကျပ်ပေါ့စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73ဒီဇင်းတုံးတွေကတော့ဒီဇယ်တလီတာကို2385ကျပ်ပရီမီယံဒီဇယ်တလီတာကို2950ကျပ် အော်ဒိတ်92တလီတာကို2845ကျပ်အော်ဒိတ်95တလီတာကို2895ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်ဈေး6185ကျပ်ပြင်ပပေါက်ဈေး8500ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ တမျိုးစီမပရိုင်တိုင်းမျိုးစီမသတင်းအစီအစဉ်ကိုတင်ဆက်ပေးကြတာပါကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ